ားလုံးပဲမင်္ဂလာပါဒီနေ့ဧပြီလ22ရက်နေ့မှာတော့ပြီတော့မှာเนาะဒီအဆောက်အဦတွေတော်တော်ပြည့်စည်တယ်ဒါပေမဲ့တခြားလူတွေဝင်လို့မရအောင်ဘာဖြစ်ဆိုတော့ဒီမှာ secret အနေနဲ့သူတို့လွှတ်ဝဲထားတဲ့အဆောက်အဦတွေအများကြီးရှိတယ်เนาะပြည်သူလူထုတွေเนาะဒီဒေါ်လာရဖွင့်တယ်မသိစေချင်တဲ့အချက်လက်တွေအများကြီးရှိတယ်ဒီမှာဆိုတော့အဲ့ဒါကိုနေပြီးတော့အခုနေပြီးတော့မှာရှိတဲ့ဒီဝန်ထမ်းတွေကအဲ့ဒီမှာအလုပ်လုပ်ရတယ်เนาะအဲ့ဒီမှာ9500ပေးတယ်เนาะအဲ့ဒီနေစာเนาะအဲ့ဒီမှာ9500ပေးပြီးတော့အဲ့ဒီအဆောက်အဦတွေကိုဖြိုဖျက် ပြက်စီးနေတဲ့အတိပြရတော့ဒီပြက်စီးနေတဲ့အဆောက်အဦတွေကိုအကုန်လုံးသူတို့ဟာဆိုလို့ရှိရင်တင်ဆေးရတာပေါ့ဒီပြရတော့ဖြူဖြဲရတယ်ဆိုတဲ့သဘောတော့ကျွန်တော်တို့တွေ့ရတယ်ဘာဖြစ်ဆိုတော့အဲ့ဒီမှာတခြားလူတွေဝင်လို့မရဘူးအဲ့ဒီကဝန်ထမ်းတွေပဲဝင်လို့ရတယ်ဘာဖြစ်ဆိုတော့လူတွေတိမှဆိုလို့လိုအပ်ချက်တွေကိုတိမှဆိုလို့နော်အဲ့လိုမျိုးအခြေအနေမျိုးကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက last show ကိစ္စပဲနော် last show ကိစ္စကလည်းဒီတရုတ်ကဆစ်ဆက်ပြီးတော့တရုတ်ကိုယ်တိုင်နော်အင်းချန်ရဲ့ ပြန်ပြေဖို့အတွက်ကျွန်တော်တို့ဒီမှာဆုံးချက်ရဖွဲ့သူတို့ကိုယ်တိုင်ရုံထိုင်တယ်ပြီးလို့ရှိရင်ဒီနေ့တင်းမီဒီယာမှာတက်လာတာတခုရှိတယ်အဲ့ဒါကတော့လာရှုံမြောက်မှာဆိုလို့ရှိရင်အလန်တစ်ခုထောက်တယ်နော် MND ရဲ့အလန်မရှိတော့ MND ရကတော့အဲ့ဒီမှာဖင်ပိတ်ပြီးတော့ပြေးပြီသူကတော့နော်ထွက်ပြေးပြီအဲ့ဒီမှာစကားစားပဲ ရင်တန်းဟာဆိုလို့ရှိရင်အစီပုံးယာနဲ့ချိတော့ဝင်လဲတော့နဲ့တော့မဟုတ်ဘူးအဲ့ဒီဗီဒီယိုဖိုင်ကဒီကျွန်တော်ရဲ့ channel မှာကျွန်တော်တင်ထားပေးတယ်ဆိုတော့ဒီမှာသွားချစ်လို့ရတယ်ဆိုတော့ဒီ last show မျိုးမှာဆိုလို့ရှိရင်အလန်ကိုကိုထောင်းတယ်နော်အဲ့ဒါကိုကျွန်တော်တို့ဒီရုပ်ကလည်းပြောတယ်သူရဲ့ပြောရဲဆိုခွင့်ရှိတဲ့ရှိတဲ့လူပေါ့နိုင်ငံခြားဝန်ကြီးဌာနကပြောရဲဆိုခွင့်ရှိတဲ့လူကမှပြောလို့ဆိုတော့ဒီ last show ကိစ္စဆိုလို့ရှိရင်ဒီရုပ်ကဝန်ဝင်ရောက်ဆွတ်ဖတ်တာမဟုတ်ဘူးငင်းချမ်းရေးကိုလုပ်ပေးတာဒီပြတော့ပူပေါင်းတာဝန်ရောက်ဆွတ်ဖတ်တာမဟုတ်သေးဘူးတဲ့ဆိုတော့ last show မျိုးမှာအလန်ကိုဖြစ်နေတယ်အခုနော်အဲ့ဒါကိုမာလာကဒီ last show မျိုးတဲ့ ဒီထောင်ရဲ့စီမံကိန်းဆိုပြီးတော့အဲ့လိုမျိုး page တစ်ခုကိုထောင်တယ်ထောင်ပြီးတော့အဲ့ဒီမှာကျွန်တော်တို့ align တွေအများကြီးထောင်ထားတာတွေ့ရတယ်အဲ့ဒီ post တွေအများကြီးတင်ထားတာတွေ့ရတယ်ပြီးလို့ရှိရင်တော့အဲ့ဒီ post တွေထက်မှပါပါလဲဆိုတော့ချင်းတရုတ် online ပါတယ်နော်တရုတ် online နဲ့မြန်မာနိုင်ငံလားဒါကိုချစ်ချစ်အဖြစ်ဒီမှာလာတရုတ်ကိုလုံးလုံးကိုရောင်းလိုက်တာနော်ရောင်းလိုက်တာဆိုတော့ ဒီနေရာမှာဂျားဝင်တော့ဖြန့်ဖြစ်တယ်ဆိုလို့ရှိရင်ဒီတရုတ်ရဲ့အလံကဘာလို့ထောင်စရာအကြောင်းရှိတယ်နော်တကယ်ဝင်ရောက်ဆွတ်ဖတ်တာကိုကျွန်တော်တို့တွေ့ရမယ်ဒီအချင်းညာကိုကြည့်ချင်အောင်တော်တော်ကိုနာကြည့်စရာကောင်းတဲ့နော်အဖြစ်ရက်တွေကိုနေတော့မအလကဖန်တီးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်သူတို့အနာရရဲ့ပြီးရောနော်တရုတ်ကိုအကုန်လုံးပေးလိုက်တာလာရှမတမျိုးလုံးပေးလိုက်တယ်ဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ဘာဖြစ်ဆိုတော့အဒီတရုတ်ကနေပြီးတော့အဲ့ဒီမှာလာပြီးတော့ထိုင်တာကိုကျွန်တော်တို့တွေ့ရတယ်အလံတောင်ထောင်ထားသေးတယ်နော်အလံတောင်ထောင်တယ်ဒါကတရုတ်လမ်းနဲ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့အလံအစ်ဒီပြတော့မြန်မာနိုင်ငံပြည်တွင်းမှာဆိုလို့ရှိရင်တရုတ်ရဲ့အလံကိုနေပြီးတော့ ရိတ်တူခွင်းပေါ်နေပြီးတော့မလာကပေးလိုက်ပြီဆိုတဲ့ဟာကတကယ်နှချစ်စရာအဖြစ်ပြက်တွေကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်။နောက်တစ်ခုကကျွန်တော်တို့ဒီငင်းချမ်းရဲ့ပေါ်ဆောင်ရဲ့ဥက္ကဋ္ဌပေါ်အဲ့ဒါကရာပြည့်နော်အဲ့ဒါကဒီ NCA လမ်းကြောင်းပေါ်မှာဒီ ခေါ်တဲ့ဆရာကြီးပေါ့နင်းချမ်းရေးပေါ်ဆောင်ရဲ့ဥက္ထာရပြည့်ကနေပြီးတော့အဖွဲတိုင်း PDF ပါလာတယ်နော်အဲ့ဒါကို PDF ကိုနာမည်တက်ပြီးတော့နော် PDF ကိုလေခေါ်တယ်ဆွေးနွေးပွဲမှာလာပါဒီနေရာမဆိုးဆွေးနွေးမယ်ဆိုတော့ပြောတယ်အဲ့ဒီမှာနော်အခုကျွန်တော်တို့ online မှာကျွန်တော်တို့တွေ့နေမယ်နော်အဲ့ဒီတကယ်တမ်းစိုက်တဲ့နေရာမှာဆွေးနွေးမယ်လို့ပြောတော့ပြောလို့ရှိရင်တော့ဟိုမှာ Argentina မှာလာရေးလားလို့အဲအဲ့လိုမျိုးအဲ့လိုမျိုးပြောင်းပြီးတော့အဲဒီစပုတ်ဆာမျက်နှာပေါ်လို့မှာအများကြီးတွေ့ရလိမ့်မယ်။အာဂျင်တီးနာကတော့သူတို့သွားရမှာမဟုတ်ဘူးလေ။အဲဒါကြောင့် သူတို့ကပြောတာကခြိုက်တဲ့နေရာမှာခေါ်ဒီပေကတော့ဒီထိုင်းတို့မလေးတို့စသဖြင့်ခြိုက်တဲ့နေရာကိုခေါ်သူတို့အဒီမှာသွားပြီးဆွေးနွေးမယ်ဆိုတဲ့ဟာကိုပြောတာကိုကျွန်တော်တို့တွေ့ရတယ်ဒီပေကတော့အရင်တော့ PDF ကကျွန်တော်တို့အချမ်းဖတ်အချမ်းဖတ်လုံးဝသူတို့နဲ့ဆွေးနွေးစရာမရှိဘူးလို့เนาะအတကြာကအကြင်ကြင်ပြောခဲ့ဖို့တယ် ဆိုတော့အဲ့ဒီစကားကိုပြဖြတ်ပြီးတော့အခုကတော့ PDM နဲ့ဆွေးနွေးမယ်အဲ့ဒီစကားကကျွန်တော်တို့ဒီမလေးရှားဝန်ကြီးနဲ့ဒီ NUG ရဲ့ဝန်ကြီးချုပ်နဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာမအလာနဲ့ဒီမလေးရှားဝန်ကြီးနဲ့တွေ့ပြီးတဲ့နောက်ပိုင်းမှာဒီစကားတွေကဆက်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 ပြီးတော့ထွက်လာတာကျွန်တော်တို့တွေ့ရလိမ့်မယ်ဆိုတော့အခုတတိယနဲ့ထွက်နေတာက NUG နဲ့မအလာနဲ့ဆွေးနွေးနေပြီဆိုတဲ့ဟာလေးကြည်ကြည်လောင်လောင်ထွက်တဲ့အရာဖြစ်တယ်ဒါပေမဲ့ဒီမပြူနိုင်သေးဘူးဆိုတော့ဖြစ်နေချင်များတာကတော့အခုရာကြီးကလည်းပြောပြီး ဆိုတော့မလေးရှားဝန်ကြီးကလည်းအခြေအနေကောင်းနေလို့ပြောတယ်ဆိုတော့ဖြစ်နိုင်ဖို့များတယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်။ normal အနေနဲ့ကျွန်တော်တို့ဆွနေဖို့ရှိတယ်ပုံစံမျိုးတော့တွေ့ရတယ်။နောက်တစ်ခုကမန္တလေးတိုင်းသပိတ်ချင်းမြို့နယ်မှာဆိုလို့ရှိရင်ပုံကျဲတယ်အဲ့ဒီမှာဆိုတော့၅ချိန်ပုံကျဲတဲ့အခါကျတော့အရောက်ပေါင်း40 10မိနစ်တည်ဆုံးနေဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။အဲ့ဒီသပိတ်ချင်းမှာလည်းတော်တော်ကိုဒီကျေပြည့်စုံမှုတွေရှိတယ်။မလာကပုံ၅ချိန်ကျဲတယ်။နောက်အတာကပြစ်ခတ်ရစရဲ့ကာလမှာပြစ်တဲ့အရာတွေဖြစ်တယ်ဆိုတော့လူပေါင်း40 terminate ဆိုတဲ့ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့ Pope Francis ပေါ့နော်သူရဲ့နာမည်ပြည့်စုံဆိုလို့ရှိရင်တော့ Mexico လို့ဆိုလို့ရှိရင်တော့ Francisco နော် Francisco လို့ခေါ်တယ်ဒါပေမဲ့အခုအများကြီးသုံးတာကတော့လူအများတွေသုံးတာကတော့ Francis လို့သုံးတယ်ဒါပေမဲ့သူရဲ့အသက်ကတော့88နှစ်88နှစ်မှာဆိုလို့ရှိရင်သူကဒီလေဖြတ်ယောဂါတို့နှလုံးယောဂါတို့စသဖြင့်အဲ့လိုမျိုးဖြစ်တယ်လုံးဝကုလို့မရတဲ့ယောဂါမျိုးတွေအသက်ကလည်း88နှစ်ဖြစ်တဲ့ခါကျတော့ကျွန်တော်တို့ ဒီအတက်အလဲရလာပြီဆိုတဲ့ခါကျတော့သူကဒီ Easter Sunday မှာဆိုလို့ရှိရင်နောက်ဆုံးမိခွန်နောက်ဆုံးဝတ်ပြုခြင်းအစီအစဉ်နောက်ဆုံးဆုတောင်းခြင်းအစီအစဉ်တစ်ခုကိုသူလုပ်တယ်လုပ်ပြီးတဲ့နောက်ပိုင်းမှာနောက်တရက်နေ့မှာပဲကျွန်တော်တို့ဒီကိုယ်နိုင်သွားတယ်ဆိုတဲ့ဟာကိုကျွန်တော်တို့သတင်းမီဒီယာတွေမှာဟိုလင်းတကြောဒီနေ့ကပတ်သတင်းမီဒီယာမှာရောဒီမြန်မာသတင်းမီဒီယာမှာရောအခုဒီမှာဆိုလို့ရှိရင်တော့ TV မှာဆိုလို့ရှိရင်တနေ့ကုန်လာတယ် ော်တနေ့ကလာတယ်သူ့အကြောင်းကိုထက်က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 လာတယ်ဆိုတော့တကပါလုံးမှနေပြီးတော့ဒီဝန်ကြီးချက်အထိမ်းအမှတ်တွေ NUG ကလည်းပို့တာတွေ့ရတယ်စကားစကားလည်းပို့တာပေါ့တွေ့ရတယ်နိုင်ငံတကာတွေကလည်းတော်တော်ကိုပို့တာတွေ့ရတယ်နော်ဆိုတော့သူ့ရဲ့ဒေဆုံးမှုသူ့ရဲ့ကိုယ်လင်ချင်းဟာဆိုလို့ရှိရင်တော့ကပါတော်ရဲ့မှာတကိတ်ကောင်းစီပိုင်းအနေနဲ့ကျွန်တော်တို့ပါတာတွေ့ရတယ်နောက်ဆက်တွဲကသူ့ရဲ့နေရာမှာပို့ရဟန်းမင်းကြီးတယောက်ကိုရွေးရတယ်ဆိုတော့အခုစကားတင်နော်ဆင်းကယောက်ကိုရွေးလိုက်တယ် ရွေးလိုက်တဲ့ထဲမှာခုမြန်မာနိုင်ငံကခြားဖို့နော်ကန်တီနန်ခြားဖို့ဆိုတာ2015ခုနှစ်မှာဒီအာရှတိုက်မှာဆိုလို့ရှိရင်တော့ဒီဖုန်ကြီးအတိုင်းဝိုင်းမှာဆိုလို့ရှိတော့သူကတော့အုတ်ထားပဲနော်သူကတော့အုတ်ထားပဲဒီအာရှတက်တိုင်းလုံးမှာဆိုတော့အသက်အတာ85နှစ်ရှိပြီသူကလည်းဒီစကားတင်15ရောက်ထဲမှာပါဝင်နေဆိုတဲ့တင်းကလည်းဒီနေ့ထပ်ပြီးထွက်လာတယ်ဆိုတော့ကျွန်တော်ရဲ့ဒီစိတ်ထဲမှာတစ်ခုပေါ်လာတာကတော့ဒီ15ရောက်စကားတင်ထဲမှာတော့ပါနိုင်တယ်ဒါပေမဲ့တယောက်အဖြစ်နဲ့သူအရွေးခံဖို့တော့ ကျွန်တော်စိတ်ထဲမှာအလိုလိုဖြစ်လာတာပါနော်အဲဒါကတော့မဖြစ်နိုင်ဘူးလို့တော့ထင်တာပဲနော်ဟုတ်လားမဟုတ်လားဆိုတာကိုကျွန်တော်တို့ရွေးတဲ့ခါမှာကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ကျွန်တော်စိတ်ထဲမှာတော့မဖြစ်နိုင်ဘူးနော်သူကတော့အသက်85နှစ်ရှိပြီဆိုတော့2015နှစ်မှာ2015မှာကျတော့သူရဲ့ဒီအချက်တက်တဲ့တိုင်းလုံးမှာသူကလည်းအုတ်ထဖြစ်တယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရမှာဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့စကတ်စကမြင်းကလေးရန်ကြောင့်ဒီအပြစ်ခတ်ရစေတဲ့စစ်နှစ်တရက်နောက်21ရက်ပြစ်ခတ်ရစေတဲ့ဆိုတော့ထပ်ပြီးတော့ဒီနေ့ထုတ်ပြန်တယ်အဲဒါကပါလဲဆိုလို့ရှိရင်တော့အပြစ်ခတ်ရစေရင် ဧပြီလတလလုံးထိသူရွှေ့လိုက်တယ်။နော်အဲ့ဒီထက်မှပဲကျွန်တော်တို့အပြစ်ခတ်ရတယ်လို့သာပြောတာဘုံကျဲတာနော်။အဲ့ဒီမှာလူပေါင်းဘလောက်သေးသွားလဲဆိုလို့ချင်160တေးရယ်။သူအပြစ်ခတ်ရဆေးတယ်ဆိုတော့နောက်ပိုင်းမှာမြင်ကလေးပြီးလဲနောက်ပိုင်းမှာသူအပြစ်ခတ်ရဆေးတယ်နော်။အဲ့ဒီမှာ20ရက်20ရက်နေပြီးတော့အခုကနေပြီးတော့ဧပြီလတလလုံးအပြစ်ခတ်ရဆေးတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်။ဒီစက်ချားမှလည်းကျွန်တော်တို့တွေ့ရနိုင်မယ်နော်။တော်တော်ကိုလှုပ်လှုပ်ခတ်ခတ်ကိုကျွန်တော်တို့တွေ့ရနိုင်မယ်ဆိုတော့အဲ့ဒါက ပါလဲဆိုလို့ရှိရင်တော့ညချမ်းရေးဆွေးနွေးပွဲတွေလုပ်တယ်ပါတယ်ညာတယ်အဲဒီဂျင်းနဲ့သူတို့ဆွေးနွေးတယ်ဆိုတော့ online မှာ follow ရိုက်နေတယ် follow ရိုက်နေတယ်เนาะတကယ်ဒီမပြုတ်နိုင်တဲ့တည်င်းတွေတော်တော်ထွက်နေတယ်ဆိုတော့အဲ့ဒါကဒီ time မှာဒီမလေးရှားဝန်ကြီးချုပ်နဲ့ကျွန်တော်တို့ဒီ UG ရဲ့ဝန်ကြီးနဲ့နော်ဝန်ကြီးချုပ်နဲ့တွေ့တယ်ပြီးလို့ရှိရင်တော့ဆက်ကဆက်နဲ့တွေ့တယ်အဲ့ဒီနောက်ပိုင်းမှာကြက်ရွယ်အတော်တော်ရိုက်လာတယ်เนาะကတော်ရိုက်လာတယ်တတိထားမဲ့အခြေအနေမျိုးမှာတော်တော်ကိုတွေ့နေရတယ်ဆိုတော့ နော်ဒီ April လလုံးသူကပြစ်ခတ်ရဆေးတယ်သူပြစ်ခတ်ရဆေးတဲ့ခါကျတော့တခြားလူတွေလည်းပြစ်ခတ်မရဆေးလို့ရှိရင်သူတို့စီမှာခေါင်းပုံကြတော့မယ်ဆိုတော့အဲ့ဒါနဲ့ဖြစ်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 နဲ့ကျွန်တော်တို့ညချမ်းရေးကိုနော်ဆွေးခေါ်သွားမယ်ပုံစံမျိုးလို့ကျွန်တော်တို့တွေ့ရတယ်နော်ဒီနေရာမှာကြည့်လိုက်ဆိုတော့ကျွန်တော်တို့ဒီမအလာကပထမဆုံးနဲ့စတီရပြည့်ရတယ်ရတဲ့ခါကျတော့တန်ရတလက်နဲ့ကံပြီးအလုံးကဝုန်းခတဲ့လိုက်ပြီးတော့ကျွန်တော်တို့ညချမ်းရေးယူကြတယ်ဆိုတော့အခုမအလာကထပ်ပြီးတော့တိုးတယ်ဆိုတော့ဒီဘက်ကလက်နဲ့ကံတွေဖွဲ့တွေကသူတို့နော်ညချမ်းရေးယူမလားမယူဘူးလား ိုတာကျွန်တော်တို့တွေ့ရမယ်နော်အတကယ်တမယူဘူးဆိုပြန်တော့လည်းမအလားကမယူဘူးဆိုလို့ချင်းနိုင်ငံတကာကမအလားကတော့ညီချင်းရဲ့ကိုခေါ်ဖိတ်နေတဲ့သူတို့ကတော့ April 30ရက်နေ့အထိနော်ပြစ်ခတ်ရေးစင်မလုပ်တဲ့ဒီဖက်တော်လည်းဖွဲ့တွေကမလိုဘူးစသဖြင့်နော်အဲ့လိုမျိုးညီချင်းရဲ့ကိုဖျက်လို့ဖျက်စီးလုပ်ချင်တဲ့သဘောမျိုးလို့ကျွန်တော်တို့တွေ့တွေ့ရတဲ့စသဖြင့်နိုင်ငံတကာကဝေဖန်မှုတွေတိုးလာနိုင်တယ်နော်ဒီဟာကကျွန်တော်မြင်တာတော့မအလားကတိုးတယ် နော်ဒီဖက်ကလည်း like တွားမယ်ပုံဖြစ်နေတယ်နော်အဲ့လိုမျိုးအခြေအနေမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ကျွန်တော်သုံးသပ်တာပါเนาะဆိုတော့ဘလို့ဖြစ်လာမလဲကြည့်လိုက်ဒီ April တလအပြေအပြေခက်ရက်စလို့တကယ်တမ်းညချမ်းရေးစကားဆွနေဝိုင်းထဲမှာပို့ပြီးတော့အခြေအနေကောင်းလာတယ်ဆိုလို့ရှင်သူထပ်တော့ဒီ April ပြီးလို့ရှင်ထပ်ပြီးတော့သူတို့ထပ်ကျင်ညာလိုက်မယ်နော်အဲ့ဒါကတော့လမ်းစာတကယ်တမ်းဒီလမ်းစာအဲ့ဒီဖက်မှာသွားတယ်ဆိုလို့ရှင်တော့ကြည့်လိုက်ဒီ April တလလုံးကြည့်ကြမယ်ကျင်ညာလို့သူတို့အခြေအနေတွေကောင်းနေတယ်ဆိုရင်ထပ်ပြီးတော့သူတို့ကျင်ညာလိုက်မယ် အဲ့အဲ့လိုမျိုးတော့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့နောက်တစ်ခုကပါလဲဆိုလို့ရှိရင်တော့ဒီဖက်မှာကင်းရင်ပင်နေဖက်မှာဆိုလို့ရှိရင်တော့ဒီ ठी ထပြုခကုန်းကိုတင်ပိုက်ရရှိတယ်နော်တင်ပိုက်ရရှိတယ်အဲ့ဒါက KNL နဲ့ပူပေါင်းဖွဲ့တွေကနေပြီးတော့တိုက်တယ် အဲ့ဒီမှာသင်ပိုက်ရရှိတယ်ဆိုတော့အဲ့ဒီမှာဒီဘုံတွေအကုန်လိုက်ချေးတယ်ဆိုတော့အဲ့ဒီမှာလူအယောက်ပေါင်း20ကျော်တေးတယ်အဲ့ဒီကရင်ပြည်နယ်မှာလူက9000အထိတင်းရှောင်နေရတယ်ဟိုဖက်ကိုပြေးနေရတယ်ခိုင်းဖက်ကိုပြေးရတယ်ဆိုတော့အဲ့ဒီမှာကျွန်တော်တို့ထိထပြူဟာမူးကိုဖမ်းလို့ရတယ်ဖမ်းလို့ရတဲ့ခါကျတော့သူ့ကိုစစ်ဆေးတယ်အရှင်ဖမ်းလို့ရတယ်စစ်ဆေးတယ်စစ်ဆေးတဲ့ခါကျတော့သူကစကားခတ်မှမှလည်းပြောတယ်အဲ့ဒီစစ်ကြောရေးမှာပဲအဲ့ဒီမှာသူထားထိုးမဲ့ပုံစံမျိုးလိုပါတယ်အဲ့လိုမျိုးသူက ဒီအပြုတ်မှုတွေတင်းတင်းရိုင်းတာတွေပေါ်လာတယ်နော်ပေါ်လာတဲ့ခါကျတော့အဲ့ဒီ view hammer ကိုကျွန်တော်တို့ပစ်တက်လိုက်တယ်နော်ပစ်တက်လိုက်တယ်အဲ့ဒီဟာကအဲ့ဒီ view hammer ကအရှင်ဖမ်းလို့ရတယ်စစ်စစ်တယ်စစ်စစ်တဲ့ခါကျတော့အဲ့ဒီမှာသူတို့က ပြတ်တက်လိုက်တယ်နော်သူကခုခံတဲ့ပုံစံမျိုးဖြစ်လာတယ်နော်ဖြစ်လာတဲ့အခါကျတော့အဲ့ဒီမှာပြတ်တက်လိုက်တယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကဂွေတိုင်ဆလင်းမှာဆိုလို့ရှိရင်တော့နှစ်ရက်အိုက်ပွေဖြစ်တယ်ဒီမှာစက္ကစအယောက်ပေါင်း30ကျော်မာလခီယာဖြစ်တယ်နောက်တစ်ခုကဂိုတန်ရန်ကုန်ဖြီလမ်းမှာဆိုလို့ရှိရင်တိုက်ပွေကြီးကြီးဖြစ်နေတယ်နော်အဲ့ဒီကိုရုံးမအဆက်တွေမှာရွာတွေမှာကြီးကြီးဘုံချင်းနေတယ်ဒီမှာအလားကနော်အဲ့ဒါကိုတွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မန္တလေးတက်ကူနော်အဲ့ဒီပင်မတ် ကျောင်းကြီးဟာဆိုလို့ရှိရင်ကျွန်တော်တို့ပြိုကျတဲ့အနေမှာမီးလောင်တယ်မီးလောင်တဲ့ခါကျတော့အကုန်လုံးအနေမှာဒီစားမွေးတွေဖြစ်တဲ့ကျောင်းသားအယောက်ပေါင်းနောက်6950နဲ့4ဦးအဖြစ်လွာပေါင်း3,9656နော်အဲ့ဒါဆိုလို့ရှိရင်အကုန်လုံးပြည့်စည်သွားတယ်မီးလောင်ပြကျသွားတယ်အဲ့ဒါကြောင့်ပြန်ပြီးတော့ဒီနေ့စားမွေးဖြစ်ရတယ်နော်စားမွေးဖြစ်ရတယ်သူတို့ပြင်ဆင်ခွင့်ကရက်ပေါင်း50ပဲရခဲ့တယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက ARD တိုင်းမှာဆိုလို့ရှိရင်ဘန်ဒေါ်ဂျီ ဲ့ဒီမှာဒီစကတ်ဆိုင်ရဲ့စခန်းရှိတယ်နော်အဲ့ဒီစခန်းကိုနေပြီးတော့အေးနဲ့ပူပုံဖွေးတွေကနေပြီးတော့တိုက်တယ်တိုက်တဲ့ခါကျတော့အဲ့ဒီမှာအဲ့ဒီစခန်းကိုသင်ပိုင်ရရှိတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်နောက်တစ်ခုကရှမ်းမြောက်တွန်းစင်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီချင်းလန်းကောင်စီနဲ့ဒီ zooming တော်လိုက်အဖွဲကနေပြီးတော့အဲ့ဒီမှာချင်းချင်းပြစ်ကြတယ်နော်အဲ့ဒါက zooming အဖွဲတွေကနေပြီးတော့အဲ့ဒီမှာ ဒီ channel course ကိုသွားပြီးတော့ processing နဲ့အရောက်ပေါင်း300နဲ့ဆိုတော့အဲ့ဒီမှာ zoom ရအဖွဲ့ကနေပြီးတော့၄ယောက်ကြာတယ်၆ဦးတန်းရရရှိတယ်ဆိုတဲ့ဟာကိုလည်းကျွန်တော်တို့တွေ့ရတယ်ဆိုတော့အတားကတော့တကယ့်မဖြစ်တဲ့ရာတွေဖြစ်တယ်အချင်းချင်းတွေရန်ဖြစ်နေရတယ်ဆိုတဲ့ဟာတော့တွေ့ရတယ်နောက်တစ်ခုကရှာမြောက်ဒီတောင်ခမ်းမှာလည်းကြီးကြီးတိုက်ခွေဖြစ်နေတယ်နော်ဆိုတော့အဲ့ဒီတောင်ခမ်းကလည်းကြားပြီးငါတီအန်နယ်လည်းလုံးဝသိမ်းတော့မရဘူးတီအန်နယ်လည်းကတော့ကျွန်တော်တို့ဒီ PDF တွေပါလို့ရှိရင်တော့ဘယ်တိုက်ပွဲမှမအောင်နိုင်ပါဘူးနော်ကျွန်တော်တို့ ဒီ MD လေးလေးထူနေလောက်ကောင်းပါပဲเนาะဒီ PDF တွေပါလို့ပဲသူတို့အောင်မြင်တာเนาะအရင်တော့ကဒီအထုတွေသားတစ်ဆိုတာကျွန်တော်တို့2မျိုးနဲ့2မျိုးနဲ့လောက်ဝင်ရှိပါတယ်เนาะ၄မျိုးနဲ့ပေါ့ဆိုတော့အခုကဒီထိသိနိုင်တယ်ဆိုတာသူတို့ PDF တွေပါလို့အောင်မြင်မှုတွေအများကြီးရတာကိုကျွန်တော်တို့တွေ့ရမယ်အဲ့ဒါကိုအခုကတော့သူတို့ကတော့ခင်ကောင်းချေရတာပေါ့เนาะအဲ့ဒါတော့ကျွန်တော်ကတော့နည်းနည်းရိုင်းသွားရင်တော့နည်းနည်းခွန်လို့ပေါ့เนาะအဲ့ဒါတော့မလောက်အပ်တဲ့အရာတွေဖြစ်တယ်ဆိုတော့လူတွေရဲ့အသက်တွေကိုခင်းပြီးတော့သူတို့အခုဒီမာလာနဲ့ ပေါင်းသွားတယ်အမအလာနဲ့ပခုံးဖက်သွားတယ်ဆိုတဲ့ဟာတော့တကယ်နာကြည့်မှုလို့ရှိတယ်ဆိုတော့တုံခတ်မာနဲ့အကြီးအကျယ်ဖိအားလေလို့ခေါ်တဲ့ဒီ PDF တွေတစ်ဖွဲ့ရှိသေးတယ်နော်တစ်ဖွဲ့ရှိသေးတယ်အတာကတိအနာနဲ့ပေါင်းပြီးတော့တိုက်တယ်ဆိုတော့ဒီမှာအစင်းွေးတဲ့ကြီးကြီးဂျင်းနေတယ်ဆိုတဲ့ဟာကိုတော့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့မအလာကို ICC ကနေပြီးတော့ parent ထုတ်တော့မယ်မကြမီနော်မကြမီအဲ့ဒါကိုနေပြီးတော့ကျွန်တော်တို့ဒီ Rohingya အရေးကိုဒီခုနကအရင်ကတရားရုံးကမှဒီမအလာကို parent ထုတ်ဖို့အတွက်အကြီးကြီးစူးစမ်းတဲ့ ဒီဥထောင်းခင်တော့ပါလို့သူတို့ပြောတယ် ICC မှာနေပြီးတော့ဒီမချခင်ထုတ်တော့မယ်သူတို့အဲ့ဒီဟာကိုနေပြီးတော့အရင်တင်နာပြည်တာနဲ့ ICC ကိုသွားပြီးတော့တင်တယ်ဆိုတော့ ICC ကနေပြီးတော့မချခင်ထုတ်တော့မယ်ဆိုတဲ့ဟာကိုသူ interview တစ်ခုမှာကျွန်တော်တို့တွေ့ရတယ်ဆိုတော့အဲ့ဒါလည်းသတင်းကောင်းပဲเนาะသတင်းကောင်းပဲဆိုတော့ဒီပေကတော့အမအားလာကတော့အရင်တင်နာတရားရုံးကြီးရဲ့ကင်မရာထုတ်တာလောက်မှမဟုတ်ဘူးဘာလို့ဆိုတော့ပြပောက်ကိုအများကြီးထွက်လို့ရတယ်သူဆိုတော့အခု အာဂျင်တီးနားတရားကြုံကတော့ Interpol ကိုတော့ပြီးတော့ Red Light Red Alert နေနဲ့သူတို့ပို့ထားပြီးသားဖြစ်တယ်။ဆိုတော့အခု ICC ကထပ်ထောက်မယ်ဆိုလို့ရှိရင်တော့ ICC ရတော့သူပတော်ကိုကြောက်တဲ့ပုံပဲ။ဆိုတော့ကြေးရအောင်ပေါ့နော်မကြခင်။ဒါပေမဲ့ ICC ကနေပြီးတော့ဖန်တဲ့ထောက်တော့မယ်ဆိုတဲ့တည်င်းကောင်းကိုလည်းဒီနေ့တည်င်းမီဒီယာတွေမှာတွေ့ရမှာဖြစ်တယ်။ဆိုတော့ဒီနေ့ April 22ရက်နေ့မှာတည်င်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲ။ဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ဟုတ်က Subscribe ကိုနေခါကိုနေပေးချပါပဲကျွန်တော်ဒီ